အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခံကိုရ59ခုနဲ့အော်တိုဘားလ၄ရက်နေ့မှာ Soviet Union USSR ဟာကမ္ဘာပထမဆုံးဂျိုတူကိုကမ္ဘာပတ်လန်းကြောင်းအနေနဲ့သို့အောင်မြင်စွာလွတ်တင်နိုင်ခဲ့ပြီးအာဂါသပြိုင်ပွဲရဲ့ပထမဆုံးအောင်ပွဲကိုသိမ်းပိုက်သွားခဲ့ပါတယ်ရုရှားရဲ့စပန်နစ်ဂျိုဒူလွတ်တင်မှုကို တုံ့ပြန်တဲ့အနေနဲ့အမေရိကန်ပြည်ထောင်စုဟာ NASA ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ NASA ရဲ့အဓိကရည်မှန်းချက်ကတော့လူသားတွေအာကာသထဲကိုပြန်သန်းနိုင်ရေးကြိုးပမ်းမှုမှာဆိုဗီယက်တွေကိုအနိုင်ယူဖို့ပဲဖြစ်ပါတယ်။1959ခုနှစ်ဇန်နဝါရီလမှာ NASA ကစစ်ဘက်ဆိုင်ရာစမ်းသပ်မောင်းနှင်နဲ့လေယာဉ်မှူး900ယောက်ရဲ့မှတ်တမ်းတွေကိုစတင်စစ်ဆေးခဲ့ပြီးနောက်မှာတော့ရှောက်ထားသူတွေကအယောက်130ကိုရွေးချယ်ခဲ့ပါတယ်။ရှောက်ထားသူတွေကိုအုပ်စုသုံးစုခွဲခဲ့ပေမဲ့စိတ်အားထက်သန်စွာရှောက်ထားသူတွေအလွန်များပြားခဲ့တဲ့အတွက် အုပ်စုတစုကို ကြပန်းစနစ်နဲ့ဖယ်ရှားခဲ့ရပါတယ်။ရေးပြစာပေမဲ့ဝယ်တွေလူတွဲစစ်ဆေးမှုတွေနဲ့စီးမတန်းပြန်လည်သုံးသပ်မှုတွေဇက်တက်ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့အရေးချေခံရသူ32ယောက်ဟာနယူးမက္ဆီကိုပြည်နယ်အယ်ဘူကာကီမြို့က Lovely စေကံကိုတွားရောက်ခဲ့ကြရပါတယ်။အဲ့ဒီမှာသူတို့ကိုအလွန်မင်းသိစိတ်ကြတဲ့စေစစ်မှုတွေနဲ့စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေကိုပြုလုပ်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအုပ်စုဟာအလွန်မင်းကျမ်းမာကြက်ခံကြတဲ့အတွက်လူတယောက်ပဲပြုတ်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့30တယောက်ဟာအိုဟိုင်းယိုးပြည်နယ်ဒေးတံမျိုးက Right Arrow Medical တခွဲခန်းကိုဆက်လက်သွားရောက်ခဲ့ကြပြီးရွေးချယ်ရေးလုပ်ငန်းစဉ်ရဲ့အပင်ပန်းဆုံးနဲ့အခက်အခဲဆုံးအပိုင်းကိုရေဆိုင်ခဲ့ရပါတယ်။၆ရက်လုံးလုံးသူတို့ဟာရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေဘလောက်ထိခံနိုင်ရရှိတယ်လဲဆိုတာကိုစမ်းသပ်တဲ့ညင်ပန်းနှိမ့်ဆက်မှုတွေအမျိုးမျိုးကိုခံခဲ့ကြရပါတယ်။ပေပေါင်း6500အမြင့်ကိုရောက်နေတယ်လို့မျိုးဖန်တီးထားတဲ့အေးခဲနေတဲ့ဖိအားမြင့်ငန်းထဲမှာနိုင်ပေါင်းများစွာနေခဲ့ရပြီးနောက် 130ဒီဂရီဖာရင်ဟိုက်အထိရှိတဲ့အပူချိန်မြင့်မားတဲ့အခန်းထဲမှာလည်းဆက်လက်စမ်းသပ်ခံခဲ့ရပါတယ်။ဒီ31ယောက်ထဲက NASA ကနောက်ပိုင်းမှာ Mercury 7လို့လူသိများလာမဲ့လူခုနှစ်ယောက်ကိုရွေးချယ်ခဲ့ပါတယ်။1959ခုနှစ်ဧပြီလ9ရက်နေ့မှာ NASA ဟာအမေရိကန်ရဲ့ပထမဆုံးအာကာသယာဉ်မှူးတွေကိုကမ္ဘာပေါ်ကလူတွေကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။သူတို့ကတော့ Scott Carpenter, Gordon Cooper, John Glenn, Gus Grissom, Wally Schirra Alan Shabbat. Dixley don't Ladies and gentlemen, today we are introducing to you and to the world these seven men who have been selected to begin training for orbital space flight. I don't think any of us could really go on with something like this. We didn't have pretty good backing at home, really. Uh, on my wife's attitude toward this has been the same as it has been all along through all my flying that uh, if it's what I want to do and, and uh, she's behind it and the kids are too, 100%. I have no problems at home. My family's in complete agreement. NASA <laughs> <laughs> ရဲ့လူသားအကာသပြန်တမ်းရေးစီမံကိန်းကိုဈေးကွက်မြင့်တင်နိုင်စွမ်းက <laughs> <laughs> အမေရိကန်ပြည်သူတွေရဲ့ထောက်ခံမှုနဲ့ရန်ပုံငွေရရှိရေးဟာအခါသားရင်မှုတွေနဲ့စစ်ပစ္စည်းကိရိယာတွေလိုပဲအရေးပါလာခဲ့ပါတယ်။ The eyes of the world now look into space to the moon and to the planets beyond အမေရိကန်နေလာကပါပေါ်သွားခြင်းနဲ့ဆိုတဲ့အတွေ့ဟာအလွန်ကိုစွန့်ကားရကြလုံးလို့ NASA အနေနဲ့ကွန်ဂရက်လွတ်တော်နဲ့ပြည်သူလူထုတွေကတန်တရားဝင်သူတွေစီကိုအာကာသခီးသွားခြင်းရဲ့ စိတ်လုံရှားမှုနဲ့အကျိုးကျေးဇူးတွေကိုဈေးကွက်မြင့်တင်ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့လူသားတွေကိုလာကပါပေါ်ခြေချစီဖို့ဆိုတာဟာနောင်လာမဲ့ဆယ်စုနှစ်တက်ခုလောက်အတွက်နိုင်ငံတော်ဘတ်ဂျက်ရဲ့လေးရက်ခိုင်နှုန်းကိုကုန်ကျစီမှာဖြစ်လို့ပါပဲ။ဒီလိုရဲရဲနဲ့ကြိုးပမ်းမှုအတွက်ပြည်သူထောက်ခံမှုရရှိဖို့ NASA ဟာသူ့မှာရှိတဲ့နည်းလမ်းပေါင်းစုံကိုတုံးပြီးလာကပါခီးစဉ်ကိုဈေးကွက်မြင့်တင်ခဲ့ပါတယ်။မစ်ရှင်တစ်ခုချင်းစီအတွက် NASA ပေးအပ်ခဲ့တဲ့အသေးစိတ်ချက်လက်တွေဟာအလွန်များပြားခဲ့ပြီ မြေပြင်ပေါ်ကနေအာကာသရဲ့နတ်ဆိုင်တဲ့နေရာတွေအထိဓာတ်ပုံမောင်းများစွာကိုထုတ်ပြန်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ NASA အာကာသအစီအစဉ်ပေါ်လူအများရဲ့စိတ်ဝင်စားမှုနဲ့ထောက်ခံမှုကိုအမြင့်ဆုံးအဆင့်ထိရောက်အောင်မြင့်တင်နိုင်ခဲ့ပြီး Apollo 11လွတ်တင်မှုအချိန်ကြာရောက်တဲ့အခါမှာတော့အားလုံးကထိတ်ဆုံးရောက်အောင်စိတ်လှုပ်ရှားနေကြပါပဲ။တမိုင်းဝင်ပထမဆုံးလက္ခဏာပေါ်ခြေချမှုမတိုင်ခင်မှာ NASA ဟာပတင်းတောက်တွေအတွက်စာမျက်နှာ300နီးပါးရှိတဲ့သတင်းထုတ်ပြန်ချက်အစုံလင်းကိုပေးအပ်ခဲ့ပါတယ်။ ဒါကြောင့်မီဒီယာအမျိုးမျိုးကသူတို့ပြောချင်တဲ့အကြောင်းအရာကိုရွေးချယ်နိုင်ခဲ့ကြပါတယ်။ဥပမာအာကာသယာဉ်ကိုယ်တိုင်အကြောင်းပဲဖြစ်ဖြစ်အထင်းမှာပါသွားတဲ့လူတွေရဲ့အထုပ်ပတိပဲဖြစ်ဖြစ်ပေါ့။အာကာသယာဉ်မူတရားကိုအာကာသထဲမှာအိမ်နာဘလို့သွားသလဲအစာဘလို့စားသလဲဆိုတာတွေကိုအသေးစိတ်မျှဝေပေးခဲ့တာဟာလူသားတွေအာကာသရဲ့ပြန်တမ်းမှုရဲ့အံ့ဩဖွယ်ရာတွေကိုပရိသတ်တွေပို့ပြီးစိတ်ဝင်စားလာအောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ NASA ဟာစားသုံးသူထုတ်ကုန်ကုမ္ပဏီတွေကိုလည်း ဒီစိတ်လှရှားမှုကိုပုံမူကျေပြက်လအောင်အားပေးခဲ့ပါတယ်။ဂျမနိုင်းအာဂါသာယင်မှုတွေအတွက်ရွေးချယ်ခဲ့တဲ့ထမ်းဖြော်ရီလိုမျိုးပေါ့။1960ပြည့်နှစ်တွေကလူလူသဘောထားစစ်တမ်းတွေအရအမေရိကန်အများစုဟာလူသားတွေကိုလက်ကပါပေါ့ပို့ဆောင်ခြင်းကိုအလွယ်တကူထောက်ခံခဲ့ကြကြောင်းတွေ့ရှိရပါတယ်။ဒါပေမဲ့ Neil Armstrong ရဲ့လားမျက်နှာပြင်ပေါ်ကပထမဆုံးခြေလှမ်းဆိုတဲ့တမန်ဝင်အောင်မြင်မှုကြီးပြီးတဲ့နောက်မှာတော့လူများစုကဒါကိုလူသားမျိုးနွယ်ရဲ့အောင်မြင်မှုတစ်ခုအဖြစ်သတ်မှတ်ခဲ့ပေမဲ့ စိတ်ဝင်စားမှုနဲ့ထောက်ခံမှုတွေဟာလင်းမြန်စွာပျောက်ကွယ်သွားပါတော့တယ်။နောက်ဆုံးစီစဉ်ထားတဲ့အပိုလိုအာကာသယာဉ်ခရီးစဉ်၃ခုအတွက်ကွန်ဂရက်ကရန်ပုံငွေဖျက်တောက်ခံလိုက်ရတဲ့အခါမှာတော့အပိုလို17ဟာလူသားတွေလာကောက်ပါပေါ်အောင်မြင်စွာခြေချခဲ့တဲ့နောက်ဆုံးကြိမ်ဖြစ်လာခဲ့ပါတယ်။ Annapolis က Naval Academy ကျောင်းစင်းတူဖြစ်တဲ့ Alan Shepard ဟာဒုတိယကမ္ဘာစစ်အတွင်းရေတပ်မှာတာဝန်ထမ်းဆောင်ခဲ့ပြီး1946ခုနှစ်မှာရေတပ်လေယာဉ်မှု1950မှာစမ်းသပ်လေယာဉ်မှုဖြစ်လာခဲ့ပါတယ်။ 1959ခုနှစ်မှာမာဟီရီ7အကသားယင်မှုတွေကတယောက်အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ရှပါတာအရေးချင်းအစစ်မှန်ဆိုတာဘာလဲဆိုတာကိုတသက်ပြခဲ့သူပါ1962ခုနှစ်မေလ9ရက်နေ့မှာသူဟာမာဟီရီရက်စတုံသူတို့ထုံးပြန်ကိုမောင်းနှင်ပြီးအကသားတွေကိုတက်လန်းသွားခဲ့ပါတယ်အကသားတွေကိုမဝင်ခင်မှာရှပါတာသူ့ရဲ့ကြီးမားတဲ့ထုံးပြန်ရင်ကြီးကိုခဏကြည့်ရှုခဲ့ပြီး ဒီသတ္တဝါကြီးကိုနောက်တစ်ခါဘယ်တော့မှပြန်မြင်ရမှာမဟုတ်ဘူးဆိုတာရုပ်တရက်သဘောပေါက်သွားခဲ့တယ်လို့အင်တာဗျူးမှာပြန်ပြောပြခဲ့ပါတယ်။မြေပြင်ကနေမထွက်ခွာခင်ပြန်တမ်းမှုကြံ့ညာခြင်းတွေဟာလေးနာရီကျော်ဒီဇက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက်သူဟာအင်တာသွားခင်တောင်းခဲ့ပါတယ်။ဒါပေမဲ့ပြန်တမ်းမှုဒါရိုက်တာကငင်းပယ်ခဲ့ပြီးမြေပြင်ကဝန်ထမ်းတွေကတော့သူ့ကိုဒီတိုင်းပဲပေါက်ချလိုက်ဖို့တိုက်တွန်းခဲ့ကြပါတယ်။နောက်ပိုင်းသူပြန်ပြောပြတာကတော့လွတ်တင်တဲ့အချိန်မှာသူ့ရဲ့ခြေသားအသွင်းကပေါင်းမိရဲ့ရေဆုပ်ယူနိုင်စွမ်းနဲ့ရင်ထဲက တရာရာခိုင်နှုန်းအောက်ဆီဂျင်ရှိနေတဲ့ပုံဝန်းကျင်ကြောင့်သူဟာလုံးဝ၆သွေ့သွားခဲ့တယ်လို့ဆိုပါတယ်။ချဘကိုတိုင်း Freedom 7လို့အမည်ပေးခဲ့တဲ့သူ့ရဲ့15မိနစ်ကြာပြန်တမ်းမှုဟာသူ့ကိုအာဃာတတဲ့မိုင်150အမြင့်ထိပို့ဆောင်ပေးခဲ့ပြီးအဲ့ဒီမှာသူဟာရင်ရဲ့ရှေ့နောက်ဘေးတိုင်းနဲ့ဝင်ရိုးပေါ်လဲပတ်မှုတွေကိုအပြည့်အဝထဲချုံနိုင်ခဲ့ပါတယ်။ကမ္ဘာမြေပေါ်ပြန်ရောက်လာတဲ့အခါမှာတော့ချဘတ်ဟာချက်ချင်းဆိုသလိုနိုင်ငံကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ခီးစဉ်ဟာဆိုဗီယက်အာကာသယာဉ်မှူးယူရီဂါဂါရင်အာကာသတွေကိုပထမဆုံးရောက်ရှိပြီးသုံးဘက်အကြာမှာရောက်ရှိခဲ့တာပါပထမဆုံးလူသားပါဝင်တဲ့ဂျမနန်ခီးစဉ်အတွက်တပ်မှုအဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့1963ခုနှစ်မှာတော့ Minius disease လို့ခေါ်တဲ့နားအတွင်းပိုင်းကိုထိခိုက်တဲ့ရောဂါကြောင့်သူ့ကိုပြန်တမ်းွင့်ပိတ်ပင်ခဲ့ရပါတယ်ဒီရောဂါဟာအလွန်မင်းမူးဝေခြင်းနဲ့ပြုတ်ဟန်ခြင်းတွေကိုဖြစ်ပေါ်စေပါတယ်1969ခုနှစ်မှာရောဂါကိုခွဲစိတ်ကူးတာပြီးနောက် ရှပတ်ဟာအပိုလို14ကိုကိုယ်ခံခဲ့ပြီးလာကဘာပေါ်လမ်းလျှောက်ခဲ့တဲ့ပစ္စမမြောင်နဲ့အသက်ကြီးဆုံးလူသားဖြစ်လာခဲ့ပါတယ်။ယင်အမှုတန်းတွေတွေကတယောက်ဟာသူ့ရဲ့အကာသားဝတ်စုံအသုံးဆောင်အိတ်ကတ်ထဲမှာအိုင်ယွန်စစ်ကောက်တန်ကောင်ကိုခိုးအပ်တယ်ဆောင်လာခဲ့ပါတယ်။ရှပတ်ကအဲ့ဒီကောင်ကိုလာစင်းရင်တိုင်လုံမျိုးအပိုင်းတစ်ခုနဲ့ချိတ်ဆက်ပြီးအကာသားဝတ်စုံရဲ့တင်းကျပ်မှုကြောင့်လာကဘာပေါ်မှာလက်တစ်ဖက်ထဲနဲ့ဂေါ့ဖ်လေးချိန်ရိုက်ခဲ့ပါတယ်။ကဘာပေါ်မှာအဝေးဆုံးကောက်တင်းရိုက်ချက်ဆန်ချိန်ကို Mike Austin က935ခိုင်းနဲ့ပိုင်ဆိုင်ထားပေမဲ့ Shepard ရဲ့နောက်ဆုံးရိုက်ချက်ဟာလာကဘာရဲ့စွမ်းငင်အားနှဲပါမှုကြောင့်တမိုင်ဒါမမို့1960ခိုင်းအထိရောက်ခဲ့တယ်လို့ခန့်မှန်းရပါတယ်။လာပေါ်မှာခေါင်းသေးရိုက်မယ်ဆိုရင်တော့ပုံမှန်ထပ်ပူကြီးရဲ့ခေါင်းကွင်းတစ်ကွင်းတော့လိုအပ်မှသိကြပါတယ်။1921ခုနှစ် Ohio ပြည်နယ် Cambridge မှာမွေးဖွားခဲ့တဲ့ John Glenn ဟာငယ်စဉ်ကတည်းကလေကြောင်းပညာကိုနှစ်သက်ခဲ့သူပါ။ ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်မရိန်းတပ်ဖွဲ့ကိုဝင်ရောက်ခဲ့ပြီးပစိဖိတ်စစ်မျက်နှာမှာခေါ်ဆဲတိုက်လေယာဉ်နဲ့ပြန်တမ်းမှု59ကြိမ်ဆောင်ရွက်ခဲ့ပါတယ်။နောက်ပိုင်းကိုရီးယားစစ်ပွဲမှာ F9 ပါတနာဂျက်လေယာဉ်နဲ့ပြန်တမ်းမှုအကြိမ်60ပြုလုပ်ခဲ့ပြီးစစ်ပွဲရဲ့နောက်ဆုံး9ရက်အတွင်း MiG တိုက်လေယာဉ်3စင်းကိုပစ်ချနိုင်ခဲ့ပါတယ်။1954ခုနှစ်မှာ American Naval စမ်းသပ်လေယာဉ်မှူးကြောင်းကနေဝဲရပြီးနောက် Glenn ဟာ Volt F8 Crusader တိုက်လေယာဉ်နဲ့အစောပိုင်းစမ်းသပ်ပြန်တမ်းမှုတွေကိုလုံဆောင်ခဲ့ပြီး 1959ခုနှစ်မှာစာချိန်တင်နိုင်ခဲ့ပါတယ်။အဲဒါကတော့3နာရီနဲ့23မိနစ်အတွင်းပထမဆုံးအတန်ထက်မြန်တဲ့တိုက်ချင်းပြပြန်သမ်းမှု Intercontinental Flight ကိုပြုလုပ်ခဲ့တာပါ။ NASA ရဲ့ Mercury 7အာကာသယာဉ်မှူးတွေကတယောက်အဖြစ်ရွေးချယ်ခံခဲ့ရပြီးအာကာသပြိုင်ပွဲရဲ့အစောပိုင်းကာလတွေမှာ Glenn ဟာ Alange Bar နဲ့ Gas Grissom တို့အတွက်အရန်လင်မှုအဖြစ်တာဝန်ယူခဲ့ပါတယ်။သူတို့နှစ်ယောက်ကတော့ Mercury အာကာသအစီအစဉ်ရဲ့ပထမဆုံးအောင်မြင်တဲ့ပတ်လန်းအောင် ပြန်တမ်းမှုတွေကိုပြုလုပ်ခဲ့သူတွေပါ Bright Brother တို့ရဲ့တမိုင်းဝင်ပထမဆုံးပြန်တမ်းမှုအပီ59နှစ်အကြာ1962ခုနှစ် February လ20ရက်နေ့မှာဂျွန်ဂလန်ဟာသူ့ရဲ့ Friendship 7အာဂါသာယာဉ်နဲ့ပြန်တမ်းပြီးကဘာမြေအထက်အမြင့်162မိုင်မြင့်နဲ့အာဂါသာရဲ့ရောက်ရှိခဲ့တဲ့ပထမဆုံးအမေရိကန်လူမျိုးဖြစ်လာခဲ့ပါတယ်ပြန်တမ်းမှု9နာရီခန့်အကြာကဘာကိုသုံးပတ်ပတ်ပြီးတဲ့နောက်မှာတော့သူဟာပင်လယ်ထဲကိုပြန်လည်ဆင်းသက်ခဲ့ပါတယ်ဂလန်ရဲ့ဒီလုံဆောင်ချက်ဟာ သူ့ရဲ့တဘဝလုံးအတူကနိုင်ငံကျော်သူရဲကောင်းတအူဖြစ်စေခဲ့ပါတယ်။နာဆာကနေအငင်းစားယူပြီးနောက်အိုဟိုင်းယိုမဲဆန္ဒရှင်တွေကဂလန်းကို1954ခုနှစ်မှာအမေရိကန်အထက်လွှတ်တော်အမတ်ဖြစ်ရွေးကောက်တင်မြှောက်ခဲ့ပြီးသူဟာသက်တမ်း40 24နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။နျူကလ িয়ার လက်နက်ပြန်ပွားမှုအစိုးရဗန္ဒာဖြုန်းတီးမှုနဲ့အသက်အရွယ်ကြီးရင်ချင်းဆိုင်ရာကိစ္စရပ်တွေကိုအဓိကထားဆောင်ရွက်ခဲ့ပါတယ်။1998ခုနှစ်အော်တိုဘာလ29ရက်နေ့မှာဂလန်းဟာ Space Shuttle Discovery ယင်းနဲ့၉ရက်ကြာ mission တစ်ခုအတွက်အာကာသထဲကိုပြန်လည်ရောက်ရှိခဲ့ပြီးအာကာသထဲကိုပြန်သန်းခဲ့တဲ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ NASA ဝေဖန်သူအများပြားကဒီယင်ပေါ်မှာသူ့ရဲ့ပါဝင်မှုဟာလူအများစိတ်ဝင်စားအောင်လုပ်ပြတဲ့ပြောက်ကွက်တစ်ခုသာဖြစ်တယ်လို့မှတ်ယူခဲ့ကြပေမဲ့သူကတော့အသက်89နှစ်အရွယ်အိုမင်းကြီးရော်လာတဲ့ခန္ဓာကိုယ်ရဲ့ကိုယ်လေးချိန်မဲ့ခြင်းအပေါ်တုံ့ပြန်မှုကိုလေ့လာတဲ့ NASA ရဲ့စမ်းသပ်မှုများစွာမှာပါဝင်ခဲ့ပါတယ်။ သူဟာ2016ခုနှစ်ဒီဇင်ဘာလ10ရက်နေ့အသက်65နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပါတယ်။ဂျွန်ဂလန်ရဲ့ဘဝနဲ့လုံဆောင်ချက်တွေဟာသူ့ကိုအမေရိကရဲ့20ရာစုနိုင်ငံတော်ယန္တရာတစ်ပါးဖြစ်စေခဲ့ပါတယ်။ Gus Grissom, Ed Wine နဲ့ Roger Shapiro ရဲ့အသက်ကိုဆုံးရှုံးစေခဲ့တဲ့ Apollo 1လွတ်တင်ရေးရင်မီးလောင်မှုအပြီးမှာ Apollo Mission Engineer တွေနဲ့အဓိကပြန်သန်းရေးခေါင်းဆောင်တွေဟာလာကဘာပေါ်လူသားတွေအောင်မြင်စွာပို့ဆောင်နိုင်ရေးအတွက်ကြုံတွေ့နိုင်တဲ့အန္တရာယ်တွေကိုပြန်လည်သုံးသပ်ခဲ့ကြပါတယ် သူတို့ဟာအန်နီရဲ့အစ်စ်73ဆင်းနဲ့အန်နီရဲ့ရှော့ချရေးထိန်းချုပ်မှုတွေကိုတတ်မှတ်ပြီးနောက်လူမပါတဲ့စမ်းသပ်ပြန်သန်းမှုတစ်ခုအဲဒီနောက်လူသားပါဝင်တဲ့ပြန်သန်းမှုသုံးခုလွတ်တင်ခဲ့ပါတယ်။ဒီပြန်သန်းမှုတွေဟာအပိုလိုတန်းရဲ့လက္ခဏာပတ်လန်းကြောင်းနဲ့အောင်မြင်စွာပြန်သန်းမှုနဲ့အဆုံးသတ်ခဲ့ပါတယ်။အပိုလို11ကတော့နောက်ဆက်တွဲမစ်ရှင်ဖြစ်ပြီးလူနှစ်ယောက်ကိုလက္ခဏာပေါ်ခြေချစီမှာဖြစ်ပါတယ်။ဒီဖြစ်ရမှာကဘာတစ်ခုလုံးကလွတ်တင်စဉ်အတွင်းတဲမှမှုများတဲ့ လာပေါ်စဉ်သက်မှုနဲ့ Neil Armstrong လာကဘာပေါ်ပထမဆုံးခြေချနေတာကိုအံ့ဩခြင်းများနဲ့အတူစောင့်ကြည့်ခဲ့ကြပါတယ်1969ခုနှစ်ဇူလိုင်လ16ရက်နေ့မှာတန်မှု Neil Armstrong ကိုမန်းမော်ဂျူပိုင်လော့ဖြစ်သူ Michael Collins လူနာမော်ဂျူပိုင်လော့ဖြစ်သူ Adrian Bus Aldrin တို့နဲ့အတူကမ္ဘာပတ်လမ်းကြောင်း134မိုင်မှ136မိုင်တို့လွှတ်လင်ခဲ့ပါတယ်နှစ်နာရီနဲ့44မိနစ်အကြာမှာအဖွဲ့သားတွေဟာသူတို့ရဲ့ SIVP အဆင့်ဒုံးပြန်ကို9မိနစ်ကြာအောင်ပြန်လည်မင်းညိပြီ အပိုလို11ကိုလာကဘာသွားပလန်ချောင်းနဲ့သူအောင်မြင်စွာပို့ဆောင်ခဲ့ပါတယ်။နောက်တရက်အကြာမှာတော့စီစဉ်ထားတဲ့လမ်းကြောင်းအလယ်လက်ပြင်ဆင်မှုအတွက်30ကန့်ကြာအောင်မင်းကြီးခဲ့ပါတယ်။ခရီးစဉ်ရဲ့စတုထားမြောင်းနေ့မှာကဘာမြေတို့ ပထမဆုံးကာလာဆုံးရုပ်မြင်သံကြားထုတ်လွှင့်မှုကိုအောင်ပွဲခံပြီးနောက်ဤကလာဇင်းဟာကိုလံဘီယာအာဂါသာယင်ကနေခွဲထွက်ပြီးလာမျက်နှာပြင်ပေါ်ကိုဆင်းသက်ခဲ့ပါတယ်။ ရီမန်းထားတဲ့စဉ်သက်မဲ့နေရာဟာအရင်ကမမြင်တွေ့ခဲ့ရတဲ့အတားအဆီးတွေကြောင့်နောက်ဆုံးမိနစ်မှာလမ်းကြောင်းပြောင်းလဲခဲ့ရပြီ။ EK ရင်လောင်စာကုန်ကန်ကြီးအချိန်လေးမှာပဲ Sea of Tranquility မှာအောင်မြင်စွာစဉ်သက်နိုင်ခဲ့ပါတယ်။လမ်းမျက်နှာပြင်ပေါ်မှာ22နာရီနဲ့36မိနစ်ကြာနေထိုင်ခဲ့ပြီးနောက် Armstrong နဲ့ Aldrin တို့ဟာဇူလိုင်လ22ရက်နေ့မှာလကဘာပေါ်ကနေပြန်လည်ထွက်ခွာခဲ့ပြီး Apollo 11ခီးစဉ်ရဲ့128နာရီနဲ့3မိနစ်မြောက်အချိန်မှာကိုလံဘီယာယာဉ်နဲ့အောင်မြင်စွာပြန်လည်ချိန်ဆက်နိုင်ခဲ့ပါတယ်။ လာစင်းရင်ကို၄နာရီကြာဆွန့်ပစ်ပြီး command service module ဟာကမ္ဘာပတ်လမ်းကြောင်းထဲကိုပြန်လည်ဝင်ရောက်ခဲ့တာ1969ခုနှစ်ဇူလိုင်လ24ရက်နေ့မှာ Pacific သမုဒ္ဒရာထဲကိုပြန်လည်ဆင်းသက်ခဲ့ပါတယ်။စုစုပေါင်းပြန်သန်းချိန်ဟာ195နာရီ18မိနစ်နဲ့35စက္ကန့်ကြာမြင့်ခဲ့ပါတယ်။ဒီအောင်မြင်မှုဟာလူသားတွေရဲ့အာကာသစူးစမ်းလေ့လာမှုနယ်ပယ်ကိုအစိုးဆုံးထိတွန်းပို့ပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်း54နှစ်အကြာမှာတော့ NASA ဟာ 2024ခုနှစ်လောက်မှာလကပါစီပြန်သွားဖို့စီစဉ်နေပြီး2025ခုနှစ်ဒါမှမဟုတ်2026ခုနှစ်တွင်မှာလကပါပေါ်ဆင်းသက်ဖို့ရည်မှန်းထားပါတယ်။ဒီတစ်ချိန်မှာတော့ analog နည်းပညာအစား digital နည်းပညာနဲ့ဖြစ်ပါတယ်။ Red Brother ရဲ့ပထမဆုံးပြန်သန်းမှုအပြီး66နှစ်အကြာမှာရရှိခဲ့တဲ့ Apollo 11ဟာအရေးပါလာတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ NASA က Space Transportation System STS လို့တရားဝင်ပြီးပေးထားတဲ့ Space Shuttle စီမံကိန်းဟာ 1969ခုနှစ်ကအဆိုပြုခဲ့တဲ့အယူဆတစ်ခုအပေါ်မှာအခြေခံထားတာပါအဲ့ဒီအယူဆကတော့ကမ္ဘာပတ်လမ်းကြောင်းအနိုင်မှာပြန်သန်းပြီးဒစိမ့်တပိုင်းပြန်လည်အသုံးပြုနိုင်မဲ့အာကာသယာဉ်စနစ်တစ်ခုတည်ဆောက်ဖို့ပဲဖြစ်ပါတယ်ပတ်လမ်းတွင်စမ်းသပ်ပြန်သန်းမှု၄ချိန်တည်းကပထမဆုံးတစ်ခုကို1982ခုနှစ်မှာပြုလုပ်ခဲ့ပြီး1982ခုနှစ်မှာပထမဆုံးလုပ်ငန်းလည်ပတ်ရေးပြန်သန်းမှုတွေကိုစတင်ခဲ့ပါတယ် Space Shuttle Orbiter ရဲ့၅ဆင်းကိုတည်ဆောက်ခဲ့ပြီး1982ခုနှစ်ကနေ 2011ခုနှစ်အထိစုစုပေါင်းမရှင်35ခုမှာပြန်တန်းခဲ့ပါတယ်။အဲ့ဒီထဲမှာပြန်တန်းရင်းမအောင်မြင်မှုနှစ်ကြိမ်ပါဝင်ခဲ့ပြီးအာဂါသရင်မှု14ရောက်ရဲ့အသက်ကိုဆုံးရှုံးစေခဲ့ပါတယ်။ Space Shuttle Mission တွေဟာဂျိုဒူပေါင်းများစွာရဲ့ဂျိုရီကြားကိုသွားလာနိုင်တဲ့စူဇန်ရေးယာဉ်တွေနဲ့ Hubble Space Telescope တို့ကိုလွှတ်တင်ပေးခဲ့သလို International Space Station ရဲ့တိစောက်ရင်းနဲ့ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်းဆောင်ရွက်ခဲ့ပါတယ်။ Shuttle ရင်းရဲ့စုစုပေါင်းမရှင်ကြခြင်းဟာ 1322ရက်19:27မိနစ်နဲ့23စက္ကန့်ဖြစ်ပါတယ်။ရှတ်တယ်ပြန်ဆန်းမှုတွေကိုအကောင့်ထဲပုံနိုင်ခဲ့တဲ့အဓိကအစိတ်ပိုင်းတွေကတော့ rocket တိုင်းမင်း engine တုံးလုံးတက်ဆင်ထားတဲ့ရှတ်တယ်ယာဉ်ကိုတယ်။ပြန်လည်ရယူနိုင်တဲ့လောင်စာခဲမောင်းတင်တုံးကြီးတစ်စုံနဲ့ hydrogen အရင်းရဲ့ oxygen အရင်းတွေပါဝင်တဲ့စွန့်ပြရမယ်ပြင်ပစံတလောင်စာကန်တို့ဖြစ်ကြပါတယ်။သူတို့ရဲ့ပြင်ပလွတ်တင်ရေး engine တွေကိုကမ္ဘာပတ်လမ်းကြောင်းအနိုင်မှာစွန့်ပြပြီ ရှက်တဲ့ရင်ဟာအကာသရဲ့လေဟာနယ်ထဲမှာလမ်းကြောင်းရှာဖို့နဲ့ကဝါလေတူတဲ့ပြန်လည်ဝင်ရောက်ဖို့အတွက်ပလန်ထင်းအင်ဂျင်တွေကိုအသုံးပြုပါတယ်။ပြန်လည်စဉ်သတ်မဲ့နေရာတွေကတော့ Florida's Kennedy Space Center ဒါမှမဟုတ် California's Edwards Air Force Base က6သွင်းနေတဲ့ Roger ရေကန်ပြင်မဲ့ဖြစ်ပါတယ်။ရာသီဥတုအခြေအနေကြောင့်ရှက်တဲ့ရင်ကို Edwards မှာစဉ်သတ်ရမယ်ဆိုရင် Orbiter ရင်ကို အထူးပြုပြင် movement ထားတဲ့ Boring 747 Shuttle Carrier Aircraft နဲ့ Kennedy Space Center ကို ပြန်လည်ထောင်ရပါမယ်ပထမဆုံး orbiter ဖြစ်တဲ့ enterprise ကို1986ခုနှစ်မှာတည်ဆောက်ခဲ့ပြီးချင်းကပ်ပြန်တမ်းမှုနဲ့စဉ်တမ်းမှုစမ်းသပ်ရင်အဖြစ်သာတည်တံ့အသုံးပြုခဲ့တာပတ်လန်းတဲ့ပြန်တမ်းနိုင်တဲ့စွမ်းရည်မရှိခဲ့ပါဘူးအပြည့်ဝလုပ်ငန်းလေပတ်နိုင်တဲ့ orbiter ၄စင်းကတော့ columbia challenger discovery နဲ့ atlantis တို့ဖြစ်ပြီးအဲ့ဒီတဲကနှစ်စင်းဟာ mission မတော်တဆမှုတွေကြောင့်ဆုံးရှုံးခဲ့ရပါတယ် ထမတစ်ခုကတော့1986ခုနှစ်ဇန်နဝါရီလ28ရက်နေ့ကချက်လန်ဂျာဖြစ်ရပါလွတ်တင်ချိန်မှာပုံမှန်မဟုတ်တဲ့အေးဒဏ်ကိုခံနိုင်ရည်ရှိအောင်ဒီဇိုင်းထုတ်ထားခြင်းမရှိတဲ့ညာဘက်လောင်စာကဲမောင်းတင်တုံးကြီးကဈေးမကြီးတဲ့ orange စီးတစ်ခုချုပ်ရင်းမှုကြောင့်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်ဒီဖြစ်ရကြောင့်အာဂါသားယင်မူခုနှစ်ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်ဒုတိယတစ်ခုကတော့2003ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကကိုလံဘီယာဘေးဒုက္ခဖြစ်ပါတယ် အဲ့ဒီမှာတော့ယင်ဟာကမ္ဘာလေတုတဲကိုပြန်လည်ဝင်ရောက်ဆင်မှာဖွဲ့စည်းတိစောက်ပုံဆိုင်ရာပြည့်စည်မှုကိုကြုံတွေ့ခဲ့ရတာနောက်ထပ်အကာသားယင်မှု9ယောက်တည်ဆုံးခဲ့ရပါတယ်ဆွတ်တင်ချိန်မှာရှက်တဲရဲ့ပြင်မလောင်စာကန်ကနေအပူကောင်ဖောင်းအပိုင်းစားတစ်ခုကွာထွက်သွားပြီးအော်ဘီတာရဲ့ဘယ်ဘက်တောင်ပံကိုဖြတ်စည်းစေခဲ့တာပါကမ္ဘာလေတုတဲပြန်လည်ဝင်ရောက်လာတဲ့အခါမှာတော့ပြည့်စည်နေတဲ့ဘယ်ဘက်တောင်ပံရဲ့အပူကအတိုင်းကလေတုတွေကပူပြင်းတဲ့တောင်းွေတွေကိုဝင်ရောက်ခွင့်ပြုခဲ့ပြီး ်ဘယ်ဘက်တောင်ပံရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကိုထိခိုက်စေခဲ့ပါတယ်။ဒါကြောင့်ရင်ဟာပြန်လည်ဝင်ရောက်စဉ်မှာတစားစီပြက်စီးသွားခဲ့ရတာပါ။ Challenger ကိုအစားထိုးဖို့အတွက်ပစ္စမမြောက်လုပ်ငန်းလည်ပတ်နိုင်တဲ့ Orbiter Endeavour ကို1992ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။ The eyes of the world now look into space to the moon and to the planets beyond. ဂျွန်အက်ကန်နဒီရဲ့လကပါစီသွားကြစို့ဆိုတဲ့ကြော်ကြားလာတဲ့မိန်ကောင်ပြီးမှလူသားမျိုးနွယ်တရလုံးဟာနေအမ်စတောင်လမျက်နှာပြင်ပေါ်လမ်းလျှောက်တာကိုစောင့်ကြည့်ခဲ့ကြပါတယ်။ဒါပေမဲ့အမ်စတောင်ရဲ့အောင်မြင်မှုနောက်မှာတော့နောက်ထပ်အပိုလိုပြန်တမ်းမှုတွေဇက်တိုက်ဆိုသလိုရှိလာခဲ့ပါတယ်။ဒါပေမဲ့အရှိတောင်အားရှမှာဇိမ်းဇက်ကကြီးမားတဲ့စစ်ပွဲတစ်ပွဲကိုရင်ဆိုင်နေရတဲ့အမေရိကန်နိုင်ငံရေးသမားတွေလိုပဲကဘာကြီးတစ်ခုလုံးရဲ့စိတ်ဝင်စားမှုကလည်းတပြေးပြေးရောကြလာခဲ့ပါတယ်။ လူသားတွေကိုလာကောက်ပါပေါ့ပို့ဆောင်ပြီးဘေးကင်းစွာပြန်ခေါ်လာနိုင်တဲ့နည်းပညာရဲ့အံ့ဩဖွယ်ရာတွေအပေါ်မှာအရင်ကလောက်အာရုံစိုက်မခံရတော့ပါဘူး။ဝါရှင်တန်ကနေဘတ်ဂျက်ဖြတ်တောက်မှုတွေရောက်လာတဲ့အခါမှာတော့ NASA ဟာနောက်ဆုံးမစ်ရှင်၃ခုကိုဖြတ်သိမ်းခဲ့ရပြီး Apollo 17ဟာလူသားတွေလာကောက်ပါပေါ်နောက်ဆုံးလမ်းလျှောက်ခဲ့တဲ့အချိန်ဖြစ်လာခဲ့ပါတယ်။၁992ခုနှစ်ဒီဇင်ဘာလက12ရက်ကြာမြင့်တဲ့ဒီမစ်ရှင်မှာတက်မှုဂျင်းစာနဲ့မော်ဂျူပိုင်လော့ဂျက်မန့်နဲ့ကွန်မန်မော်ဂျူပိုင်လော့ ရော်နယ်အဗန်စ်တို့ပါဝင်ခဲ့ပါတယ်။ဒီအဖွဲ့သားတွေအကြောင်းကိုသမိုင်းစာအုပ်တွေမှာကြီးသားဖော်ပြခြင်းခံရပြီးအာဂါသားနဲ့သိပ္ပံတန်ဝန်းကအတိမတ်ပြုခဲ့ကြပါတယ်။သူတို့ထိုက်တန်စွာရရှိတဲ့နဲ့ပြည်သူအတိမတ်ပြုမှုတွေကိုတော့ဘယ်သူမှမရရှိခဲ့ကြပါဘူး။အပိုလိုဆမ်တင်းဟာလားပြင်းတဲ့ပြင်ပေါ်မှာ၃ရက်ကြာနေထိုင်ခြင်းလန်းရှောင်းမှုတစ်ခုစီကို၈နာရီအထိကြာမြင့်ခြင်းအပါအဝင်စံချိန်များစွာကိုထိုးဖြန့်နိုင်ခဲ့ပါတယ်။ Taurus Literal တောင်ကြားမှာဆင်းသက်ပြီးနောက်သူတို့ဟာသိပ္ပံဆိုင်ရာကြိယာတွေကိုတက်ဆင်ခဲ့ပြီး ကဘာမြေပေါ်ကသိပ္ပံပညာရှင်တွေလေးလာနိုင်မှုလကဘာကြောင်းနမူနာမျိုးများစွာကိုစုဆောင်းခဲ့ကြပါတယ်။အပိုလိုဆန်တင်းဟာယင်းပေါ်မှာစမ်းသက်လျင်မှုဟောင်းမပါဝင်တဲ့ပထမဆုံးမစ်ရှင်ဖြစ်တယ်လို့အမေရိကန်လူသားပါဝင်တဲ့အကာသပြန်သမ်းမှုတမိုင်းမှာပထမဆုံးညာဘက်လွတ်တင်မှုလည်းဖြစ်ခဲ့ပါတယ်။အတုံးမပြူတော့တဲ့အပိုလိုအကာသယင်သုံးစင်းကိုနောက်ပိုင်းမှာ Skylab နဲ့အပိုလိုဆွာယုစီစဉ်တွေမှာပြန်လည်အသုံးပြုခဲ့ပေမဲ့အပိုလိုဆန်တင်းဟာ Saturn 5တုံးပြန်ရဲ့နောက်ဆုံးလွတ်တင်မှုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ အခုချိန်မှာတော့အမေရိကန်တွေဟာမားစုပေါ်ခြေချဖို့မကြိုးစားခင် လာကဘာစီပြန်သွားဖို့စိတ်ဝင်စားမှုတိုးဝါလာနေပါတယ်။အပိုလိုရင်လာကဘာပေါ်အစင်းသက်မှုတွေကိုလူသားမျိုးနွယ်ရဲ့ကိုယ်ထိပ်အောင်မြင်မှုတစ်ခုဖြစ်လာအောင်ဖန်တီးပေးခဲ့ကြတဲ့ NASA ရဲ့အမျိုးသားအမျိုးသမီး၄သိန်းနီးပါးကို Venus ဆိုခုံပြူလိုက်ပါတယ်။ဒီနေ့တော့တော့တော့ပါပဲ။ကြီးစုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကနိုတီခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြီးဘလို့ဘဝတုဒ္ဒအကြောင်းအရာတွေကိုထပ်ပြီးသိကျင်သေးတယ်လဲဆိုတာကိုအောက်က comment လေးမှာရေးပေးခဲ့ပါဦး။